ကြိတ်ပြီးတော့ရှယ်ဆွဲမှာပေါ့ဘာဖြစ်လို့လဲဆိုတော့တအားဆွားတော့ကောင်းတယ်ဒါဆွားတော့ကောင်းတယ်ဆိုတော့ကျွန်တော်ကဒီနေ့သွားဆားတာသွားဆားတာကို full blow ပဲပြောရရင်တော့တတော်ကြီးကိုရတာရှိရပုံပဲဘာဖြစ်လို့လဲဆိုတော့ကြက်ဦးရယ်ထမင်းရယ်အရှိကဆလတ် seafood ရယ်တအားဆွားတော့ကောင်းတယ်တအားဆွားတော့ကောင်းတယ်သူ့ရဲ့အရာတာနုနုအီအီလေးနဲ့တော့ခေါဆွဲလုံးဝကမှအရာတာရှိရယ်အာဒါကတော့ဆလတ်ပေါ့ဆလတ်ဆိုတာအတုတ် အတုတ်တန်ထမင်းနဲ့ထည့်စားတယ်။ကြုပ်လေးနဲ့စားလိုက်အဲကင်မရာလေးကိုကြည့်လိုက်စားလိုက်နဲ့တော်တော်လေးကိုရသရှိရပဲ။ဘာလို့လဲဆိုတော့သူကတခြားအဆိုင်အနေနဲ့မတူကျွန်တော်ကြိုက်တဲ့ဆိုင်မှာသွားစားနေကြဆိုတော့ဒါတော့လေတော်တော်မိုက်တယ်ပြတော့ဝတ်သားတော်ရိုးစားတော့ကောင်းတယ်အစားစာရည်ထဲမှာသူကအရသာရှိပြီးတော့စားလို့ကောင်းတယ် ရတာရှိရဲ့ဟင်းနေပေါ့ဗျာ GM မှာအဟနဲ့ကျွန်တော်လည်းစွဲထားတော့အရတာရှိလေးစွဲလေးစားလို့ကောင်းလေးတတော်ကြီးကိုမိုက်တယ်ဒါဒါတော့ကျွန်တော်အာဇွန်နဲ့ရှူတာတအားအဆင်ပြေတယ်လူကြီးဖြစ်သွားရတယ်ကျွန်တော်ဘယ်လိုစားလို့စားရမလဲမသိဘူးဟာတော့ဘယ်လိုစားရကောင်းလဲဒီတိုင်းဇွန်နဲ့သူများရဲ့ဆိုကွာตุ้มเนี่ยซ่าก็เนี่ยซ่าไอ้กั่วจีดิล่ะอันนั้นจะเปลี่ยนแท้ไล่แท้ไปแล้วสิเนาะ ထမင်းကိုထပ်ပြီးတော့စားရတယ်။တော်တော်ရရတာရှိရယ်။သူကရရတာရှိရယ်ဆိုတာတော်တော်တခြားဆိုင်နေတော့မတူဘူးကျွန်တော်စားနေကြရယ်ဖူပတ်မှာကြာရောလေ။ကျွန်တော်ရရတာရှိရဲ့သာဆက်ဘလက်ကြက်ဥရဲ့ထမင်းရဲ့ရှေကအဲ့ဒီရှေရဒီဥပြထားတဲ့ဥစ္စာခါတော့ထိုင်းဘက်တရားတော့မြန်မာငွေ1000ကျော်ပဲတန်နဲ့ကျွန်တော်ကစိတ်မရှိတဲ့ဇွန်နဲ့ပဲကောက်ဆွဲလိုက်တော့ရမြန်မာငွေဆိုရင်တော့1000ကျော်လိမ့်မယ်တော်တော်ရတာရှိရဲ့ဒီအောက်ကဆက်လက်ကြတော့ ထိုင်းဘက်60ကျော်80လို့မြန်မာငွေ6000ကျော်9000ဝင်ကျင်တော့ရှိလိမ့်မယ်တော်တော်စားလို့ကောင်းတယ်အဲဒီအရှိကကြက်ဥနဲ့ထမင်းနဲ့ကြတော့35ပတ်ဆိုရင်တော့မြန်မာငွေ3000ကျော်လိမ့်မယ်ဒါမဲ့တော့ထိုင်းနိုင်ငံမှာတော့ထိုင်းဘက်နဲ့တွက်ပြီးတော့စားလိုက်တာဗျာတော်တော်ကြီးတော့စားပြီးတော့အရသာရှိရဲ့ကျွန်တော်ကအာတခြားဆိုင်တွေနဲ့မတူဘဲနဲ့တော့မှအရသာရှူးရှူးရှဲရှဲလေးဖြစ်တယ်။အော်ငွေဒီကတော့အရင်မထည့်ဘူးပြန်နေနေပုံပေါ်ပါတော့ပဲထည့်ထားရဲ့။ ။နောက်မဲ့လောင်းနေထဲ့တယ်။ဒီမှာအဲ့ဒါလေးဇွဲတယ်။ခေါင်းဆွဲဆွဲလိုက်။အဲ့ဝတ်သားနဲ့ဆွဲလိုက်တတော်ကြီးကိုစားလို့ကောင်းတယ်။အရသာရှာပေါ်မှာမြိန်ပြီးတော့ဗျာ။ပေါ့ပေါ့ပပနဲ့လည်းစားလို့ကောင်းတဲ့အရသာရှိရဲ့တတော်ကြီးကိုကြိုက်သွားရဲ့ဗျာ။ကြိုက်သွားရဲ့ဆိုတော့ရတာပဲရှာပေါ်မှာလဲဆွဲတယ်စားရတာကလည်းတခြားဆိုင်နေလည်းမတူဘူးကျွန်တော်လိုလိုမျိုးပဲ ။ဒါစားကြည့်ပြီးတော့ဖူပတ်မှာတော့ကိုကြိုက်တဲ့စားစားတွေကိုယူစားလို့ရတယ်။အားလုံးမှာစုစုပေါင်းလိုက်ရင်တော့1000ဝန်းကျင်တောက်ကြနိုင်မယ်ဗျ။ဒီကတော့ကျွန်တော်ကဈေးနှုန်းကတော့မကြည့်ဘူး။ဘိုက်စားလို့တော့စားရတော်တော်ကြီးကိုအရမ်းလာရှိရဲ။ကျွန်တော်ဘယ်လိုမျိုးစားပြလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည့်ရှုပြလို့ရတယ်။ကိုယ်လည်းအိမ်မှာနေဘိုက်စားလို့ရှိရင်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့လည်းစားလို့ရတယ်။ဒါမှမဟုတ်ကိုကမုတ်ဆိုင်တွေပဲတွားပြီးဆိုရင်တော့ မိုးဆိုင်ပါတယ်သွားစားလို့ရတယ်တတော်ကြီးကိုမိုက်တယ်ဒီဥစ္စာဆိုရင်တော့တရားကြော်ရကြအဲ့ဟာဘာလို့ကြော်လဲဆိုတော့ထိုင်ပန်းနဲ့ဆိုရင်တော့တရားမြန်မာငွေနဲ့ဆိုရင်တထောင်ကြော်အဲ့တည်းမှာသူကအသားတွေကိုအမြိုက်ထည့်ထားတာတတော်ကြီးကိုစားလို့ကောင်းတယ်အရာတာတွေမှာသူကတမျိုးပါရှာဖို့မှလည်းစွဲရဗျာနောက်တစ်ခါသွားလို့ရှင်တော့ဒီနှစ်ပွဲသုံးပွဲတော့အကျေုံမယ်အခုကလည်းပပပဲနှောင်းမယ်လပ်ပတ်သားတော့ပဇွန်ဗျပဇွန်ထည့်ပေးတာသူကပဇွန်သူက ခွာပေးထားရတဲ့အစင်သစ်စားရုံပဲသူများရဲ့လိုပစွန်းဟိုအခွန်မခွာပဲနဲ့တော့မထည့်တာအဲ့ရှိရဆလပ်ကအတုတ်ကလေနိုင်နေကျွန်တော်ကြက်ဥလည်းထမင်းနဲ့စားလိုက်အရှိကအတုတ်ကိုစားလိုက်နဲ့တတော်ရို့ညားပါရှိရှိစားခဲ့နေပေါ့ဗျာနေဆိုတော့လေနေတိုင်းလည်းအရသာရှိတဲ့စားစားရလည်းစားပါရဲ့ဒီနေ့ကကျွန်တော်ပေါ့ပေါ့ပါပါဖြစ်သွားအောင်လို့ငါကြက်ဥရဲ့ထမင်းရဲ့ဆလပ်ကဟိုဘက်ကနူတယ်အဲစားပြအတွက်ကတော်တော်ကြီးကိုအရသာရှိရဲစားလို့လည်းကောင်းတယ် ခြားပေါ်မှာလည်းစိတ်ဝင်တယ်တတော်ရို့ပြောရရင်ပြတိရမှာတခြားစားစာတွေနဲ့လည်းမတူဘူးခြားပေါ်မှာလည်းဆွဲရတော့တတော်ရို့စားရတာခါတတော်ရို့အရသာရှိရဲ့တတော်ရို့ကြိုက်တယ်ဗျာတိရမှာတခြားဆိုင်နေတော့မတူဘူးကျွန်တော်တော့သားစားနေကြတဲ့ဆိုင်ကတော့ဒါကကျွန်တော်သားစားနေကြတဲ့ဆိုင်ပဲဒါပေမဲ့ကျွန်တော်ကအရင်နဲ့မတူတဲ့ဖူကိုကျွန်တော်ထပ်ပြီးတော့ရွေးချယ်ပြီးတော့ချိန်လောက်လိုက်တယ်ဗျာချိန်လောက်ပြီးတော့ကျွန်တော်ထပ်စားရဲ့ ရတာရောရှာပုံမှာလည်းပြောဝင်တယ်စားရတာလည်းတော်တော်ကောင်းတယ်အဲ့ဒါကျွန်တော်ဆွဲ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 နဲ့ကြည့်ရတဲ့အတိုင်းမသိရမလားအဲစကစ်ဆရာမလို့တိပိချင်းစားဝါရတော်တော်ရစားလို့ကောင်းဒါလည်းတော်တော်စားသူများဆိုသူများစားကျွန်တော်ကတော့မရအောင်ဇွန်းနဲ့ဆွဲတာအာဘိုက်ကစားနေပြီလေမရရောလေသောအဲကြောင့်မို့ကျွန်တော်လည်းရတာရှိရှိစားခဲ့တယ် အလုံးပေါင်းကြော်ရင်တော့2000ဝန်းကျင်3000 2000ဝန်းကျင်လောက်ပဲရှိပါရဲ့ဈေးနှုန်းတအားတတမြန်မာဝန်းနဲ့ဆိုတော့ Thai Baht ဆိုရင်တော့200လောက်ပဲရှိရဲ့ဒီကထိုင်းနိုင်ငံရော Thai Baht ဈေးနဲ့တွေ့ပါတော့မြန်မာနိုင်ငံမှာမဟုတ်တာမြန်မာနိုင်ငံမှာဆို2000ဆို5000အောင်စားလို့ရတယ်ထိုင်းနိုင်ငံမှာ100 200ဆို5နည်းနည်းလေးပြည့်အောင်စားလို့ရတယ်အကြအဲ့ဒါပဲကွာသွားတာပါဘုရားသာရှိရဲ့စားလို့ကောင်းတယ်ရှာပေါ်မှာစိတ်နဲ့ တော်ကြီးကိုကောင်းတယ်ဗျာတခြားဆက်တော့ဆိုင်နေတယ်မတူကျွန်တော်သဆိုင်ဆိုင်နေကြတာလေဖူပတ် foreigner တွေတော်တော်စားကြရဲ့နိုင်ငံခြားသားတွေလည်းတွေ့ရကိုရီးယားလည်းတွေ့ရတရုတ်လည်းတွေ့ရနိုင်ငံပေါင်းစုံကလူတွေပဲတလားစားကြရဲ့ဖူကော့နေရအဲတတော်ကြီးကိုရတာရှိပြီးတော့အစားတော့ကောင်းတဲ့နေရာဆိုရင်မမဘူးအဲကြောင့်ကျွန်တော်ဆိုင်ဆိုင်နဲ့ထမင်းနဲ့ဟင်းနဲ့ကုံသွားအရှိမဆလတ်ကတော့မကုံသေးဘူးဟွန်းဆလတ်အဲ့အတော့ကိုလည်းကျွန်တော်စားမှာ စားမှသူအဲ့ထမင်းနဲ့ကြအုံးနဲ့ကိုကျွန်တော်ထေထေချာချာလေးစားနေတာထေချာချာစားပြီးအရှိရအတုပ်ကိုလည်းစားမှကျွန်တော်အကုန်စားမှပြဗျာဘာဖြစ်လို့လဲဆိုတော့ရှာပုံမှာဆွဲပြီးအရသာရှိရဲစားစားရိုးတခါရဲစိတ်ပြီးတော့အစားလုပ်ကောင်းတဲ့အနေဖြင့်ကျွန်တော်အစားသွားတာဖြစ်တာပေါ့နော်ကျွန်တော်လိုမျိုးပဲဘိုင်းဆိုင်လည်းစားကြည့်ပေါ့ဒါမှမဟုတ်ကောဖူကောဆိုင်နေရောက်ရင်လည်းစားကြည့်ပေါ့တတော်ကြီးကိုအရသာရှိပြီးတော့စားလုပ်ကောင်းတဲ့လီကအရှိရအတုပ်နဲ့လည်းကျွန်တော်စားအဲစားလုပ်ကောင်းလားဆိုတော့စားလုပ်ကောင်းတယ်ဗျာသိရမှာတခြားဆိုင်နေလည်းမတူဘူး ဒါတော့ထိုင်းဘက်တည်းရမန်ကူဆိုတော့တောင်းကြော်ရောနည်းနည်းလေးထိုင်မဲ့တော့အရသာရှိရပြသူတို့နိုင်ငံအလုပ်ထားတယ်အစားစားတွေကတော့ဘောက်ကမှရှာဖို့ဆွဲပြီးတော့လုံးဝကအမေဇင်အောင်စရာဖြစ်သွားပြအစားစားတော်တော်ကြီးကိုစားကောင်းတယ်အရသာရှိရရှာဖို့မှဆွဲတယ်ဟောကျွန်တော်လည်းဆိုင်းဆိုင်းနဲ့တော့မှလုံးဝကကြိတ်တယ်ဗောဗျာတည်ရမှာပြောရရင်တော့လုံးဝကကြိတ်တယ်ရှယ်ဆွဲတယ်စားလို့လည်းကောင်းတယ်အရသာလည်းရှိရယ်ရှာပေါ်မှာလည်းဆွဲတယ် တတော်ရို့မှစားလို့ကောင်းတဲ့အစားအစာလည်းဖြစ်တယ်ကျွန်တော်တို့ပဲပြင်အိမ်မှာလည်းလိုက်စားလို့ရတယ်ဆိုင်မှာလည်းသွားစားပါကျေးဇူးများတင်ပါတယ်